ပြီးခဲ့တဲ့ရက်ပိုင်းကစွမ်းရင်ဝင်ကြီးဌာနဒုဝင်ကြီးအဖြစ်မှအနာပေးခံရတဲ့ဦးတန့်စင်နဲ့ညွန်ကြားရေးမှူးချုပ်ဦးရွှေမော်တို့ကိုစစ်ကော်မရှင်မှတရားစွဲဖို့လှုံ့ဆော်နေတယ်လို့သိရပါဗျ။ဆက်သုံးစီများတင်သွင်းရမှာဒေါ်လာစီးကစားခြင်းလက်ပေးလက်ယူကိစ္စရပ်တွေကြောင်းစွမ်းရင်ဝင်ကြီးဌာနမှတာဝန်ရှိသူတချို့နဲ့ပြည်ပမှဆက်သုံးစီတင်သွင်းနေတဲ့လုပ်ငန်းရှင်တချို့ကိုနိုဝင်ဘာလဇန်ပိုင်းကစစ်ကော်မရှင်ကခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဆွဲမဲ့ပုံမှန်တွေကတော့များမယ်အခက်တိလဲပါတယ် ဝင်ကြီးချုပ်နဲ့ဒေါ်ကျူကျူလာမကယ်ရင်ထောင်ချမှာလို့သိရပါဗျ။ဦးသက်စင်ဟာဝင်ကြီးချုပ်ဦးညိုစောနဲ့စစ်တပ်ကတော်အပတ်စဉ်23မှာတူတက်ခဲ့ကြပြီးအလွန်ခင်မင်းရင်းနှီးတဲ့သူများဖြစ်တာကြောင့်ဝင်ကြီးချုပ်ဦးညိုစောမှာဦးသက်စင်အောင်73စီတင်သွင်းတော်လောင်ဖြန့်ပြူးခြင်းလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်တာဝန်ပေးရခဲ့ခြင်းလည်းဖြစ်ပါတယ်။အဆိုပါကော်မတီဥက္ကဋ္ဌဟာ73စီတင်သွင်းရောင်းချဖြန့်ပြူးရမှာရေးပါတဲ့ယာတို့ဖြစ်ပြီးလက်လာပါအလွန်ရတဲ့ယာတို့လည်းဖြစ်ပါတယ်။ဒုဝန်ကြီးဦးသက်စင်အားစစ်ထောက်လိုင်းရဲ့မြန်မာဖက်စစ်စစ်စေခြင်းက ဝင်းကြီးချုပ်ဦးညိုစောနဲ့စစ်ထောက်လှမ်းရေးမှူးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ရဲ့အားပြိုင်မှုကိုမြင်ရတဲ့ဖြစ်ရတစ်ခုဖြစ်တယ်လို့လည်းပြည်တွင်းလုပ်ငန်းရှင်တချို့ကသုံးသပ်ကြပါတယ်။နိုဝင်ဘာလလယ်ပိုင်းကဒုဝင်းကြီးဦးတန်းစင်နဲ့စွန့်ရင်ဝင်းကြီးဌာနညွှန်ကြားမှုချုပ်ဦးရွှေမော်တို့ကို ထိမ့်သိမ်းစစ်ဆေးခဲ့ပြီးတဲ့နောက်နိုဝင်ဘာ၂၉ရက်မှာဦးတန်းစင်အားဒုဝင်းကြီးတာဝန်မှရက်စဲကြောင်စစ်ကော်မရှင်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ထိုးကော်မတီမှတာဝန်ယူခဲ့တဲ့စီဝိုင်းနဲ့ကုသရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးညွန့်အောင်နဲ့ ဘုံမှုချုပ်ဟောင်းရန်အောင်စိုးတို့ကိုလည်းစီးပွားရေးလုပ်ငန်းရှင်များထံမှနိုင်ငံခြားဝင်အကြမ်းလိုက်စားမှုများပေါ်ပေါက်ပြီးတဲ့နောက်စစ်ကော်မရှင်ကဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ဘုံမှုချုပ်ဟောင်းရန်အောင်စိုးကိုယာရုလုပ်ပိုင်ခွင့်အသုံးပြု၍စီးပွားရေးလုပ်ငန်းရှင်များအောင်နိုင်ငံခြားဝင်နဲ့ကြက်ငွေလဲလဲပေးခြင်းစီးပွားရေးလုပ်ငန်းရှင်များထံမှဒေါ်လာနဲ့ကြက်ငွေများလက်ခံရယူခဲ့ခြင်းစီးပွားရေးလုပ်ငန်းရှင်တွေကိုဒုဗိုလ်ချုပ်ကြီးဟောင်းမုံမြင့်ထွန်းနဲ့ဆက်သွယ်ဆောင်ရွက်ပေးခြင်းနိုင်ငံခြားဝင်များကိုတရားမဝင်လက်ဝဲထားရှိခြင်း စစ်စည်းကမ်းဆိုင်ရာညွှန်ကြားချက်များဖောက်ဖျက်၍အရက်ဘက်စီးပွားရေးလုပ်ငန်းများမှာပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကိုကျူးလွန်ခဲ့တာကြောင့်စစ်တရားရုံးနဲ့စစ်ဆေးစီရင်ပြီးနှစ်20ကာလနဲ့ညီများတဲ့တသက်တကြုံထံချမှတ်ခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။ထို့နောက်73စီတင်သွင်းတော်လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို2023အောက်တိုဘာလအတွင်းဖြတ်သိမ်းခဲ့ပြီးအစ်စ်ပြန်လည်ဖွဲ့စည်းရမှာဥတန့်စင်ကကော်မတီဥက္ကဋ္ဌဖြစ်လာခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ ဖန်စီထိန်သိမ်းထားတဲ့ DKBA တပ်ဖွဲ့ဝင်တွေကို KNU ပြန်လို့ပေးလိုက်တဲ့တဲ့မှာဖန်စီထိန်သိမ်းခံထားရတဲ့မဲလက်ပန်တရုတ်ကြားဖြန့်ဆိုင်က DKBA တပ်ဖွဲ့ဝင်တွေကိုမနေ့ကနိုဝင်ဘာ29ရက်မှာ KNU ကပြန်လည်လွှတ်ပေးလိုက်ပြီးနောက် ဗဟုဌာနချုပ်စုံစည်းမြိုင်ကိုရောက်ရှိပြီလို့ DGPA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်စောစိန်ဝင်းကပြောပါတယ်။ပြန်လွတ်ပြီလို့ပြောတယ်။မနေ့ကနေကင်းပိုင်းလောက်တုန်းကလို့ပြောတယ်။လက်နဲ့လည်းပြန်ပေးမယ်လို့ပြောတယ်။ရောက်ပြီလားမရောက်သေးဘူးလားအဲ့ဒါတော့ကျွန်တော်သေချာမသိရသေးဘူး။ကျွန်တော်ကြားရသလောက်ပြန်လာခေါ်လို့ရပြီဆိုတော့ဖလူမကားလွတ်ပြီးသွားပြန်ကြိုတာဒီအဖွဲ့တွေတက်ပြီးတော့ပြန်လာတာပဲလို့ဗိုလ်မှူးချုပ်စောစိန်ဝင်းကဒီကနေ့နိုဝင်ဘာ20ရက်နေ့မှာပြောဆိုထားတာဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့တပ်ဖွဲ့ဝင်အရေးအတွက်နဲ့လက်နက်တွေကို KNU က DKB ကိုပြန်လည်ပေးအပ်မပေးအပ်တာတွေကိုတော့တိကျမသိရသေးဘူးလို့ဘုံမှုချုပ်စောစိန်ဝင်းကဆိုပါတယ်တေချာတိကြတော့မမီးကြည့်ရသေးဘူးဒီကိစ္စရှိကိုဒီလိုမျိုးပြန်မဖြေရှင်းကြဘူးဆိုရင်ရှစ်ဆက်တယောက်နဲ့တယောက်အမြင်တင်းဆောက်မှုတွေမဖြစ်အောင်ပါလို့သူကဆိုပါတယ်။နိုဝင်ဘာလ22ရက်နေ့ကမြဝတီမြို့တောင်ဘက်မင်းလက်ပတ်ရွာအနီးမှာစစ်တပ်နဲ့ KNU လူကြားတိုက်ပွဲတွေဖြစ်ပွားနေချိန် ဘုံကကြီးနိုင်လွင်ဦးဆောင်တဲ့ DKB တပ်ဖွဲ့တွေကစစ်တပ်ကနေပြီး KNU တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ DKB တပ်ဖွဲ့တွေတဆွဲထားပြီးတိုက်ခိုက်တဲ့နေရာကို KNU တပ်ဖွဲ့ကဝန်ရောက်ရှင်းလင်းခဲ့ရမှာ DKB တပ်ဖွဲ့ဝင်130ဦးလက်နက်ချပြီးစခန်းကိုလည်းထိန်းသိမ်းနိုင်ခဲ့တယ်လို့ KNU ကဆိုထားပါတယ်။အဲ့ဒီ DKB တဆွဲထားတဲ့နေရာဟာ online ဝယ်လင်လုပ်ငန်းချားဖြန့်တွေလောက်ကနေတဲ့ခြံဝင်းဖြစ်ပြီးချားဖြန့်အလုပ်သမား2000ခန့်ရှိမယ်လို့လည်း KNU ကခန့်မှန်းထားပါတယ်။ KNU ကဒီကေပီလောက်မှလဲပတ်နေတဲ့မင်းလက်ပံရွာကကြားဖြန့် site တွေကိုဝင်ရောက်စီးနှင်ခဲ့ပြီးရပ်ပိုင်းချမှာဒီကေပီကလည်းဖလူလီဝေါ်လီနဲ့စုကလီတီဘယ်လန်နဂိုင်ဖွဲ့စည်းမှုဆိုဖျက်ဆီးသွားလာခွင့်မပြုကြောင်းအရေးပေါ်တွားလိုပါကချူတင်တဲ့ရင်ပြပို့ဖို့ကြီးညာချက်ထုတ်ပြန်ခဲ့ပါတယ်ဒီလိုတမချက်ထုတ်ပြန်ရတာကစီရင်တဲ့ဒိုင်းရိုက်မသက်ဆိုင်ပဲကိုကိုကိုကာကွယ်ဖို့အတွက်သာဖြစ်တယ်လို့လည်းဗိုလ်မှူးချုပ်စောစိန်ဝင်းကပြန်လည်ဖြေရှင်းထားပါတယ်ဒီမိုကရေစီကျိုးပြုကင်းတပ်မတော် DKP ဟာ ဦးသိန်းစိန်ဆိုရလက်ထမှာတနိုင်ငံလုံးဖြစ်ခဲ့တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ထိုးထားတဲ့ကရင်လန်းတကိုင်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်စီနဲ့နေပြည်တော်မှာတွေ့ဆုံဆွေးနွေးမှုတွေရှိတဲ့အဖွဲ့ဖြစ်သလိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလည်းထောက်ခံသွားမယ်လို့ထုတ်ပြန်ပြောဆိုထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်ခင်ဗျာ။ကျောက်တော်မျိုးကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်လိုက်တဲ့တဲ့ရင်ကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ဘာလကတတော်အေးထင်းချိုထားတဲ့ကျောက်တော်မျိုးနယ်ကနေရာနှစ်ခုကိုဒီကနေ့နိုဝင်ဘာ28ရက်မနက်ပိုင်းမှာစစ်ကောင်စီကလေးချောင်းကနေဘုံကျဲသွားတယ်လို့သိရပါဗျ။ အမှတ်380ခွန်အမြောက်တက်ရင်နဲ့ကျောင်းဖိုးကြီးရွာနီကိုလည်းမနက်စင်တိုင်းခါမှာ Jet Fighter နဲ့ပုံကျဲသွားတယ်လို့ရခိုင်ဒေသခံသတင်းရင်းမြစ်တွေကဆိုပါတယ်။ဒီတက်မှလေကျောင်းကခဏခဏပတ်ပြန်နေတာပါ။ဒီနေ့လည်းမနက်အစောကြီးကတည်းကပတ်ပြန်ပြီးကျဲလာလို့ပြောတယ်လို့ကြောက်တော်ဒေသခံတွေနဲ့အဆက်အသွယ်ရှိတဲ့သတင်းမြစ်တူကလည်းဆိုပါတယ်။စစ်ကောင်စီက၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့တိုင်းနဲ့ပြည်နယ်ကိုကိုကမြို့နယ်63မြို့ကိုအောက်တိုဘာ31ရက်မှာရေးပေါ်ချီနေထပ်မံကြေညာခဲ့တာမှာ အေအေထိန်းချုပ်ထားတဲ့မောင်တော်ဘူးတီတောင်ရတိတောင်ပုံနာကျွန်းကြောက်တော်မြောက်ဦးပောက်တော်မင်းပြောင်မြေပုံအန်ရံပြေတောင်ကုန်တန်တွဲကွားမြို့နယ်နဲ့ပလတ်ဝတို့ပါဝင်ပါတယ်။အောက်တိုဘာလကုန်ပိုင်းကနေနိုဝင်ဘာလလယ်ပိုင်းထိရခိုင်ပြည်နယ်ကမင်းပြောင်ပုံနာကျွန်းရတိတောင်မြောက်ဦးကျင်းတလီမြို့တွေကိုစစ်ကောင်စီကလေးချောင်းရေချောင်းလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့အရက်သား25ဦးထဲမှနေတိဆုံးခဲ့ပါတယ်။ စစ်ကောင်စီကရှမ်းမြောက်မှာကိုကန့်တက်မတော် MNDA တအောင်တက်မတော် TNN တို့နဲ့အပြစ်ရပြီးတဲ့နောက်စစ်စင်ရေးနယ်မြေအချို့ကျုံသွားတာကိုခွင်ကောင်းယူပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတယ်လို့ A ကအောက်တိုဘာ30ရက်ကသတိပေးထားပါတယ်။ A ဟာ2029စစ်စင်ရေးနယ်အတူ2023ခုနှစ်နိုဝင်ဘာလ13ရက်ကစပြီးရခိုင်ပြည်နယ်မှာမျိုးသိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့ပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်ကစစ်တွေမှန်အောင်နဲ့6ဖြူမျိုးနယ်တွေကလွယ်လို့ကြံမျိုးနယ်တွေကိုတင်ယူထားပါတယ်။ မြို့သိမ်းတိုက်ပွဲတွေဆက်လက်တိုက်ခိုက်သွားမယ်လို့တရားဝင်ထုတ်ပေါ်ပြောကြားထားပြီးလက်ရှိမှာကြောက်ဖြူမြို့မှာလည်းတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ဒါ့အပြင် AOD တိုင်းနယ်နယ်စပ်ဖြစ်တဲ့ရွှေတောင်ရံ၊တာမောင်းနဲ့လေးမျက်နှာမြို့နယ်၊ပဲခူးတိုင်းပတောင်းမြို့နယ်တွေကကားဘဆာ16အနီးညောင်ချိုးကြီးရွာမှာလေလာတောင်ပတ်ဝန်းကျင်မကွေးတိုင်းငဖဲမြို့နယ်မှာနေအိမ်ကံပြူဟာကုန်းတွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။စစ်ကောင်စီအောင်တိုက်ပွဲဖြစ်ပေါ်ခြင်းမရှိတဲ့မြို့ရွာတွေကရဲသားပြည်သူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေလို့လုံချုံရေးတရီပြူကြဖို့ နေချောင်းရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်တဲ့ရေးပေါ်သတိပေးချက်တွေကို AA ကထုတ်ပြန်ထားပါတယ်။ AA ဟာမြောက်ပိုင်းမှာမေးတုံးခွဲအနံ MNDAA နဲ့ TNNA တို့လိုစစ်ကောင်စီနဲ့အပြည့်အဝမဆွေးနွေးပဲစစ်မျက်နှာအများပြားကိုတိုက်ပွဲပေါ်ဆောင်နေတာလည်းဖြစ်ပါတယ်ခင်ဗျာ။